Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Liverpool သင်းရဲ့ပွဲစဉ်အပီမှာကစားသမားတွေရဲ့ player rating ပေါ့လေမင်းညာကတော့ကျွန်တော်ကကံမကောင်းဆိုပါပဲ website ကရန်တောင်းသွားတယ်เนาะတောင်းသွားပြီးတော့ကျွန်တော်ဒါလက်ရှိမှာ server တွေပါကျွန်တော်ထပ်ပြင်ထားတာတွေကျွန်တော်ရှိတယ်အဲ့တော့ကျွန်တော်ဒီ player rating ကိုကျွန်တော် link မပေးပြခဲ့ဘူးပေါ့เนาะဒါပေမဲ့ကျွန်တော်ဒီ video တွေကိုလုပ်တဲ့အခါကျွန်တော်လက်ရှိ player rating ကိုကျွန်တော် link နဲ့ကျွန်တော်လုပ်မယ်ဆိုတော့မင်္ဂလာပါမင်္ဂလာပါเนาะဆိုတော့ကျွန်တော် Liverpool သင်းရဲ့ပွဲစဉ်မှာကိုကစားသမားတွေ big စားသမားတွေဘယ်လို performance တွေကျွန်တော်ပြနိုင်ခဲ့လဲ number 1 ကိုသမားဖြစ်တဲ့စန္ဒာလာမင်းနော်စန္ဒာလာမင်းနော်စန္ဒာလာမင်းစန္ဒာလာမင်းလေးကတော့ကျွန်တော်တို့နှစ်ပွဲကစားတဲ့နေရာမှာသူ6မှတ်တီရထားတယ်တော်တော်လေးပဲကောင်းတဲ့ performance ပြခဲ့တယ်လို့ကျွန်တော်တို့ဤဆက်ရဲ့ကိုပေါကန်သွင်းမှုတို့ဆာလာရဲ့ခေါင်းတိုက်ချက်တို့ဒါတွေကိုကာကွယ်နိုင်ခဲ့တာတွေကျွန်တော်ရှိတယ်ကျွန်တော် lemons ကိုနော်ကျွန်တော်7ထိကျွန်တော်ပေးထားတယ် lemons နေနဲ့ကျွန်တော်တို့ဒီပွဲမှာတကယ်ပါနော်ကျွန်တော်တို့တာမန်ကျွန်တော်ရှိမှမြင်ရတဲ့ဂူးသမားဆိုလို့ရှိရင်မင်းတိုင်ပတ်ရင်ပတ်သွားအောင်ပါအဲ့လိုလုံးနေကျွန်တော်မြင်ရတယ် အဲ့လမန်စ်ကဒီပွဲမှာတော်တော်လေးကိုအဆင်ပြေတယ်။ဒါကြောင့်ကျွန်တော်လမန်စ်ကို70ပေးထားတယ်။နီးပြပြတဲ့ရူဘင်အမ်မိုရင်အတွက်ဒီကူသမားကိုစိတ်ချလက်ချကျွန်တော်တုံးလို့ရနိုင်မယ့်အနေအထားမျိုးပါ။တကူပေးလိုက်ရတဲ့ဆိုရင်သူဘာမှတက်နိုင်ကြတာမျိုးကျွန်တော်မရှိဘူးအဲ့ဒီတကူကနော်ဒါအပြင်ကျွန်တော်အနေနဲ့ဒီခြေလာမဲ့ပွဲဒီမှာလည်းအမ်မိုရင်ကဒီကစားမလေးကိုကျွန်တော်ဒါယုံကြည်မှုကောင်းကောင်းနဲ့အေးစစ်စစ်တုံးနိုင်မယ့်အနေအထားလို့ကျွန်တော်ယူဆတယ်။ဆိုတော့ lemons ကို range နဲ့ကျွန်တော်70ပေးထားတယ်။နောက်တစ်ယောက်က delete ပါ ဒီလေးကိုကျွန်တော်ဒါ ready နံပါတ်ကျွန်တော်70ကျွန်တော်ပြီးထားတယ်သူတပင်း center back တီမာကတကယ်တမ်းပြောလို့ရှိရင်မကောင်းကြီးကောလူရှော်ကောဒီလေးကော၃ယောက်စလုံးကိုကျွန်တော်တော်အဆင်ပြေတဲ့ performance ကိုကျွန်တော်တွေ့ခဲ့ရတာကျွန်တော်တို့တချို့ပွဲတွေမှာဆိုလို့ရှိရင်တယောက်ချင်းစီတိုင်းအမှားတွေနဲ့တိုင်ပတ်နေကြတာဒီပွဲမှာတော်တော်ကောင်းတယ်ဒီကျွန်တော်တို့တပွဲလုံးခြုံကြည့်ရင်ကိုပဲအရင်အဆင်မပြေခဲ့ဘူးဆိုတော့ကစားသမားကတော်တော်လေးကိုရှားပါတယ် နော်ဆိုတော့လက်ရှိမှာဒီလစ်ကလည်းပဲကျွန်တော်ကတော့ Rainmaker 7လောက်တိထိုက်တင်လို့ကျွန်တော်ထင်တယ်ပေါ့နော်အမြင်ဘောတွေသူလုံးဝရှင်းနိုင်တယ်ဒါပြင် ground ball တွေလည်းသူစီကနေပြီးတော့သွားတာမျိုးတွေပေါ့နော်ဒီ time pad တဲ့နေရာမျိုးတွေမှာကျွန်တော်မရှိဘူးဆိုတော့ဒီလစ်ကိုကျွန်တော်ရင်းနဲ့ကျွန်တော်70ပေးထားတယ်အဲ70ပေးထားတယ် Harry Maguire ကိုတော့ကျွန်တော် Rainmaker ကျွန်တော်အဲ90ကျွန်တော်ပေးထားတယ်ဆရာသမားเนาะ90ကျွန်တော်ပေးထားတယ်7.9နဲ့เนาะကျွန်တော်90ကျွန်တော်ပေးထားတယ်ခေါင်းကြီးကကျွန်တော်ပြီးခဲ့တဲ့နှစ်ကသူ့အနေနဲ့အနိုင်အခွင့်ရေးကို နော်အနာအနိုင်လုံးဖြစ်နိုင်မဲ့အလုံးကိုသူလွဲချော်ခဲ့ပြီးမဲ့လေလို့ဒီပွဲမှာတော့လုံးဝမလွဲချော်ခဲ့ဘူးဒါဟယ်ဒီမကွိုင်းရအတွက်အခွင့်အရေးပေါ့ဗျာအဲ့ဒီအခွင့်အရေးကိုသူကောင်းကောင်းအသုံးချသွားတယ်နော်အန်ဖီလိုနေရာမျိုးမှာမန်ချက်စတာယူနိုက်တက်အနိုင်ရပြီဆိုရင်ဂူးသွင်းတဲ့ကစားမတွေကကျွန်တော်တို့ကဟီးရိုးပဲဆိုတော့ဟယ်ဒီမကွိုင်းရဒီဖြစ်တန်းလာတဲ့ခက်ခဲတွေကနေလေစင်သူလိုသူဒီလိုအခြေအနေမျိုးအထိပြန်ရောက်လာအောင်သူထန်ထောင်လုံနိုင်ခဲ့တာအဲ့တော့ကြီးကြီးစရာပါကျွန်တော်ကတော့ ready နဲ့ပဲကျွန်တော်90ကိုကျွန်တော်ပေးထားတယ် ။နော်ကျွန်တော်တို့အတွက်လိုအပ်တဲ့သုံးမှတ်ခက်ခဲနေတဲ့ဂျားတွေကလိုအပ်တဲ့သုံးမှတ်ကိုမကွိုင်းရကကျွန်တော်ရအောင်ယူပြီးနိုင်ခဲ့တာ။ကျွန်တော်ရင်းနေမဲ့ကျွန်တော်ကျွန်တော်9ဒီကျွန်တော်ပြီးထားပါတယ်9ကျွန်တော်ပြီးထားပါတယ်အဲဒါအပြင်နောက်ထပ်တစ်ယောက်ကကျွန်တော်လူရှောပါနော်လူရှောပါလူရှောကိုလည်းကျွန်တော်ရင်းနေမဲ့ကျွန်တော်70ဒီလို့လို့ပဲကျွန်တော်ပြီးထားတယ်အဲလူရှောအနေနဲ့လည်းအဲလူသားလဲခံလဲရတယ်ဘယ်နော်လူသားလဲခံလဲရတယ်ဒါပေမဲ့လူသားအလဲမခံရခင်အတော်အတွင်းမှာသူတပွဲလုံးဆိုလို့လူပေးတာမှားတာတလုံးမဲလားမသိဘူးသူရှိတာဘောလုံးပြက်တာထင်ပါလူပေးတာမှားတာဘောလုံးပြက်တာ ဒါပေမဲ့အဲ့ဒါကိုသူကိုယ်တိုင်ပြန်ပြီးတော့ recover လုပ်နိုင်တယ်ညီတို့ပုံမှန်တိုင်းဆိုလို့ရှိရင်ကျွန်တော်တို့တိတဲ့အတိုင်းပဲဒီကစားမတွေကဘောလုံးတွေပါတယ်ပြက်သွားပြီဆိုပြင်မလိုက်ကြတော့ဘူးအဲ့ဒါပေမဲ့ဒီလိုပွဲမျိုးမှာဆိုလို့ရှိရင်အကုန်ပြန်လိုက်ပြီးတော့လူချောဆိုသူကြောင့်ပါသွားတဲ့ဘောလုံးကိုသူကိုယ်တိုင်ပြန်ဆဲတယ်ဆိုတဲ့အနေအထားကိုကျွန်တော်တို့တွေးကြည့်ရင်အကျန်တဲ့ကစားမတွေလည်းဘလို့ဖြစ်နေပြီလဲဆိုကျွန်တော်ကောင်းကောင်းတွေးလို့ရတယ် ဒါကြောင့်ဒီပွဲက range နဲ့ကျွန်တော်အဲ70အထိလူရှော့ကိုလည်းကျွန်တော်ပေးထားတယ်စနေဘက်၃ယောက်စလုံးတော်တော်ကိုကောင်းခဲ့တာပါအဲ့ဒီတဲကမှ Harry Maguire ကတော့တော့ကြောက်ချီကျူးရမယ်ကစားသမားပေါ့လေအာမက်ဒီယာလို့ကျွန်တော် range နဲ့ကျွန်တော်အဲ60ကျွန်တော်ပေးထားတယ်အာမက်နီနဲ့ကျွန်တော်လက်ရှိဒီပွဲမှာသူအဝါကမထီခင်ဒီအရာအလုံးအဆင်ပြေနေခဲ့တာနီးပြဖြစ်သူ Ruben Amorim ကလည်းပြောတယ်ကျွန်တော်ပြောအာမကသူ့ကိုထုတ်လိုက်တော့မပြောဘူးပေါ့နော်မပြောဘူးပေါ့တကယ်လည်းဒီလိုမျိုး Liverpool နဲ့ပွဲမျိုးဆိုတာမျိုးက ဘသူမဆိုကစားကျင်ကြတာပဲဗျာအဲဒါမှမဟုတ်လေကျွန်တော်တို့ကအဝါကက်ထိသွားတဲ့အချိန်ကြီးမျိုးမှာဟိုဗာလဲမမ်မာကင်တွေတွားနေကြတယ်ဆိုတဲ့အနေထားမှာကျွန်တော်တို့ကနှစ်ဝါတနည်းတွေထိမဆိုလို့ကျွန်တော်တို့ဒါလူသားလေးလေးရတဲ့သဘောပါဒါအာမန်နီနဲ့နီးပြပုံနားလေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် rain နဲ့ပဲကျွန်တော်60ကျွန်တော်ပေးထားတယ်နောက်ထပ်တစ်ယောက်က casmiro ပါ casmiro ကိုလို့ကျွန်တော် rain နဲ့ပဲကျွန်တော်60ပေးထားပါတယ်အဲသူသဖြင့်ကျွန်တော်တို့ဒါ casmiro ကိုအာမတီယာလို့ကိုအဓိကကကျွန်တော်တို့ဒါအဝါကက်တီကြောင့်ထုတ်ခဲ့ကြရတာ เนาะကျွန်တော်တို့ဒီ man to man marketing အပြိုင်ဆိုင်သွားနေကြတယ် man man pressing တွေအမှန်ကန်သွားနေကြတယ်ဆိုတော့အချိန်ဒီမျိုးမှာတရားရောက်ကကျွန်တော်တို့အနေနဲ့ပေါ့เนาะတိုင်ပက်သွားလို့ကျွန်တော်မရဘူးအဲ့တော့အဝါကက်ကြောင့်ကျွန်တော်တို့ထုတ်ခဲ့ရတယ်ပြဿနာမရှိခဲ့ဘူးကျွန်တော် randomly ကျွန်တော်60ကျွန်တော်ပေးထားတယ်ပေါ့เนาะနောက်တစ်ယောက်က Bruno Fernandes ပါ Fernandes ကိုလည်းကျွန်တော်အဲ70ကျွန်တော်ပေးထားတယ်တခုရှိတာပေါ့เนาะတခုရှိတာကဒီကစားမအမှန်တမ်းပြောရင်ကျွန်တော်6လောက်ပဲသဘောကျတယ်အမှန်တော့အောက်က rating score ပါเนาะဘာလို့လဲဆိုတော့ ကျွန်တော်မှတ်မိတယ်တော်တော်များများလေးမှတ်မိကြလိမ့်မယ်ထင်တယ်မိနစ်80ဝန်းကျင်မှာ9မိနစ်အတော်အတွင်းမှာကိုကိုအသင်းဘော်ဒီကိုဒုက္ခပေးတာမင်း3ချိန်လောက်ရှိတယ်3ချိန်လောက်ရှိတယ်သိလားဘောလုံးนี่ပြက်တယ်ပြီးပြက်ပြီးတော့သူများခြေတယ်ချက်ချင်းပါသွားတယ်ဆက်ပီးကနေရတဲ့အလုံးကိုကျွန်တော်တို့ဖြတ်တင်ဖို့ပြီးဖို့လုပ်တာလုံးဝပြက်သွားပြီးတော့เนาะတံမြန်တံမြန်ခမ်းမဲ့နေထိုင်မှုတွေကျွန်တော်ကြုံသွားတယ်เนาะပြီးလို့ရှိရင်လည်းပဲသူပေးလိုက်တဲ့ဘောလုံးကဟိုကိုအသင်းဘော်က press နော်ပရက်ရှာအောက်မှာရှိနေတဲ့ကစားမမျိုးကိုပေးလိုက်တော့မဖြစ်မနေရတယ်လို့ကြုံတယ်လို့ရှင်းထုတ်လိုက်ရတာမျိုးတွေမလို့အဖက်ဘောလုံးပြတ်သွားတာမျိုးတွေအဲ့ဒီကလာအဲ့ဒီမိနစ်အတော်တွေကတော်တော်ကိုတော်တော်ကိုစုတ်တာပါဖိုင်နန်စ်ကဒါမျိုးတွေလို့ခုနကပြောသလိုပဲကျွန်တော်တို့ကစားမဖြစ်သူရေပေါ့နော်ကျွန်တော်ဒါသူကလည်းဒါ assist တစ်လုံးရခဲ့တယ်ပေါ့လေ assist တစ်လုံးရခဲ့တယ်ပြီးရင်ပထမဂိုးရတဲ့နေရာမှာလည်းအဲခေါင်းတွေပါလေလူတိုက်ကြရင်ထွက်လာတဲ့ဘောလုံးကိုအာမက်ဒီယာလိုစီလမ်းကြောင်းခင်းပေးတာမျိုးပေါ့ဒါမျိုးတွေနဲ့ဆိုတော့ဖိုင်နန်စ်ကလည်းပဲဒီပွဲမှာဒါသူ့ရဲ့ ကျွန်တော်တို့ကတော့ဗောနောမျိုးလုံးနဲ့ကြီးကြတဲ့သူတွေဆိုတော့ကကျွန်တော် performance ကတာမှန်ပဲလေဟုတ်တယ်မလားသူတွေလည်းပဲသူလက်ရှိဒါမကွမ်းရရဲ့အနိုင်ကိုကိုဒါ set up လုပ်ပေးခဲ့တယ်ဆိုတဲ့အနေထားမှာကျွန်တော်က7အထိကျွန်တော်ပေးထားတယ်เนาะဒါက Bruno Fernandes ဒီကိုဒါတော့ ready နဲ့ပဲကျွန်တော်6ပါဒါလို့အနေနဲ့ဘာမှန်လဲထူးထူးခြားခြားမလုပ်နိုင်ဘူးတခါကြံ့ပြကျွန်တော်နားမလည်ဘူးเนาะဒါလို့တို့ကလက်ပေါက်တာလောက်ပဲသုံးလို့ရတာလားပေါ့เนาะအရင်တော့ကဗျာဒါလို့တို့ကိုညံ့နေထင်းနေတာ အခုမျိုးလုံးနဲ့မြမထင်ထင် week in week out တွေ့နေရမှာပဲတကယ်ညံ့မှလားဟာဆိုတော့တေချာသွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေပြီဆရာကြီးနော်ဒါကြောင့်ကျွန်တော်ဒါလို့တော်တော်ကိုတိုင်ပြတ်ပါတယ်နော်ဒီကိုဒါလို့ကိုကျွန်တော် rain name ကျွန်တော်60ပဲကျွန်တော်ပြီးထားပါတယ် Brian M Double Boomo ဆရာသမားရဲ့ M Boomo ကိုရလိုက်တာမင်းတော်တော်ကိုကောင်းကန်ကောင်းတာသိလား M Boomo ကိုရလိုက်တာဘာလို့လဲဆိုတော့လောက fancy player ပုံစံမဟုတ်ဘဲနဲ့ဟိုရှုပ်ရှုပ်ချက်ချက်ဒီမဟုတ်ဘဲနဲ့ထီအောင်မှုကိုဦးစားပေးပြီးတော့ကစားတဲ့ကစားမမျိုး ဒီကစားမစီကနေပြီးတော့ twin go တွေဖန်တီးမှုတွေကျွန်တော်ရလာပြီဖြတ်တင်ဖို့တွေเนาะကျွန်တော်ရလာပြီတိုက်စစ်ကစားမကောင်တယောက်ရဲ့လက္ခဏာတွေကျွန်တော်လက်ရှိမှာမြင်နေရပြီလေပေါင်းနဲ့ပွဲမှာကိုအမြင်သူကို twin နေကြပဲအခုလည်းပဲကို twin သွားပြန်ပြီတိုက်စစ်မှာ brian ambumo ဟာအများကြီးအရေးပါတဲ့ကစားမပါကျွန်တော် ambumo ကို rain name ကျွန်တော်8ထိကျွန်တော်ပေးထားတယ်သူတို့ပြင်ကျွန်တော်ဒါ rain name ဒါ80ပေးထားတယ်ဆိုတော့တကူလည်း twin နိုင်ခဲ့လို့ပေါ့နော်စောစောစီစီကျွန်တော်ရတဲ့တကူကိုသူကလည်း twin နိုင်ခဲ့တယ် ။အဲကြောင့်ကျွန်တော် rename ကျွန်တော် ATM မူကိုပြီးထားပါတယ်။နောက်တစ်ခုက Mason Mount ပါ။ Mason Mount ကိုကျွန်တော် rename ကျွန်တော်အဲ okay okay 70ကျွန်တော်ပြီးထားတယ်နော်။70ကျွန်တော်ပြီးထားတယ်။ Mason နေနဲ့ကျွန်တော်ဒီ war rate တွေမှာဆိုလို့ရှိရင်တော်တော်လေးကောင်းပါတယ်။သူ့ဘာနေသူအဆင်ပြေတယ်။အဲကံကောင်းစွာနဲ့ပဲရှိရဆန်နယ်လန်တို့ဘာလို့လို့ပွဲတော့တော့ဗောနော်မီဆန်မောင်းရဲ့အနိထားကိုကျွန်တော်မမြင်ရဘူ အဓိကကျွန်တော်တို့တစ်ချိန်လုံးကိုယ့်ခြေထဲမှာဘောလုံးမရှိတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်မီဆန်မောက်ရဲ့နေရာကိုကောင်းမမြင်ရဘူးသို့တော်လည်းပဲမီဆန်ဒီကျွန်တော်တို့အတွက်အရေးပါပါတယ်မီဆန်မောက်ဒီနူပြရူပင်အမိုနီအတွက်အရေးပါပါတယ်ဒီကစားမကဆိုတော့ဒီပွဲမှာလည်းအဆင်ပြေအောင်လုပ်သွားနိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲနောက်တစ်ယောက်ကမတ်တီးစ်ကွညာပါကျွန်တော်ရင်းနေမဲ့ကျွန်တော်မတ်တီးစ်ကွညာကိုကျွန်တော်70ကျွန်တော်ပေးထားတယ်မတ်တီးစ်ကွညာပြဒီနေ့သူတို့ကောင်းတာဒီလားအဲကျွန်တော်တို့မျက်လုံးနဲ့ကြည့်တဲ့သူတွေကတော့မြင်ပါပါကွညာဘလောက်ကောင်းလဲဆိုတာလीနော် ဒါပေမဲ့တို့မင်းကလည်းအခုမှသွားပြီးတော့ data တွေကြည့်တယ်ဘာညာဆိုရင်မြင်ညမမြင်နေမယ်မက်ဒစ်ကုညာဟာကံမကောင်းစွာနဲ့ဂိုးတွေဖန်တီးမှုတွေမရအောင်ဒါပေမဲ့ကုညာကောင်းတာကကျွန်တော်တို့မျောဝါထင်ထင်တွေ့ရတာနော်အမ်ဘူမူကောင်းတာက twin ဂိုးတွေဘာကြီးနဲ့ကျွန်တော်တွေ့ရတယ်ကုညာကောင်းတာကဂိုးတွေ assist တွေမရှိဘဲနဲ့ကောင်းတာကိုကျွန်တော်တို့တွေ့ရတာတော်တော်ကိုယုံနိုင်တဲ့ကစားမှာတော်ရုံတန်ဦးနဲ့လဲမကြဘူးတော်တော်လေးကျွန်တော်ယုံနိုင်တယ်သူစီဘောလုံးရပြီဆိုတာနဲ့ဘယ်ကစားမှာကိုမဆိုသူကြော်ဖြတ်နိုင်ဆိုရင်ကျွန်တော်ရှိတယ်တစ်ယောက်လားနှစ်ယောက်လားနော် ီးလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးကျွန်တော်မြင်နေတယ်ကျွန်တော်ကြည့်ပါလားအချိန်အချိန်ပူမှာဆိုလို့ရှိရင်သူ့စီမှာပဲဘောလုံးကရှိနေပြီးတော့သိတယ်မလားဒုက္ခပြီးသွားတာနော်အချိန်ဆွဲတာတော့မှကုချီထဲမှာပဲဘောလုံးကိုအချိန်ဆွဲပြသွားတာပြပြလားဒါပဲဒါအပြင်သူ့ရဲ့ကြော်ဖြတ်မှုတွေပြိုင်ဘက်ကကြော်ဖြတ်မှုတွေဘာတွေမှာလဲတတော်ကိုကျွန်တော်အနေနဲ့ကောင်းလို့ဆိုကုညာစိတ်မှုမှုနဲ့အတွင်းကိုတွေကလာမှာနော်လောတဲ့ဒီလိုပုံစံတိုင်းနဲ့ကျွန်တော်နော်ဆက်သွားမယ်ဆိုရင်မင်းကြီးကုညာက ကျွန်တော်တိုက်စစ်မှာဆိုလို့ရှိရင်မင်းရပြောစရာအကြောင်းမရှိဘူးဒီအမ်ပူမူတို့ဘာလို့ ਨੇ ဘင်ဂျမင်ရှက်စကိုတို့မေဆန်မောင်းတို့ဒီလေးယောက် ਨੇ ကတော်တော်လေးကိုအလုတ်ဖြစ်နေပြီ ကျွန်တော် Matthews ကိုညာကိုကျွန်တော် rain number ကျွန်တော်70ကျွန်တော်ပေးထားပါတယ်။ Ugarte ကျွန်တော် rain number ကျွန်တော်60ပေးထားတယ်။ဒုတိယပိုင်းမှာဝင်လာတယ်။တိုးတော်လေးပဲဒါအဆင်ပြေအောင်လုပ်နိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်။ area box တွေထဲမှာဆိုလို့ရှိရင်ရရင်ရတယ်လို့ like ရှင်းနိုင်မှုတွေကျွန်တော်ရှိတယ်။ဒီဘွဲဝင်လာတဲ့အနေထားမှာဆိုလို့ရှိရင် Ugarte C ကနေပြီးတော့ဒါအရင်ညံ့တဲ့ performance မျိုးရှေ့ဘွဲတွေလို့ကျွန်တော်တွေ့မနေရဘူးပေါ့နော်။အဆင်ပြေတယ်။အဲ rain number ကျွန်တော်60ကျွန်တော်ပေးထားပါတယ်။ Patrick Dugu ကျွန်တော် rain number ကျွန်တော်အဲ60ပေါ့နော်။တာမန်ခြေသွမ်းပြပေါ့နော်ကျွန်တော်ပေးထားတယ်။ ဒုတိယပိုင်းဝင်လာတဲ့ကစားမတွေထဲမှာဆိုလို့ရှိရင်ဒူဂူတို့ဘာတို့ကလည်းပဲဒါအဆင်ပြေအောင်သူကစားသွားတယ်အဝါကက်တွေကြောင့်ကျွန်တော်ပေါ့နော်ဒါအာမက်တူဘာတို့နဲ့လူစားလဲလိုက်အပြီးမှာအဆင်ပြေအောင်ကစားထားနေတာလေးကျွန်တော်ရှိတယ်ဘန်ဂျီဘန်ဂျီကိုလည်းကျွန်တော်နေနဲ့ကျွန်တော်60ကျွန်တော်ပေးထားပါတယ်အဲတာမန်လေးတွေပေါ့နော်ကျွန်တော်ဒါဘန်ဂျမင်ဆက်စကိုဆိုလို့ရှိရင်လည်းဒုတိယပိုင်းမှာသူစီမှာရတဲ့ဘလုံးလေးကိုသူလုံးဝအမြင်ဖို့တွေရအောင်လုပြီးတာနဲ့အောက်မှာအချိတ်ဆက်တွေထက်ဒါမျိုးတွေကျွန်တော်သွားတာလေးကျွန်တော်ရှိတယ်နော်ဆိုတော့ဘန်ဂျီကိုလည်းကျွန်တော်ပေါ့နော် rain နဲ့ကျွန်တော်60ကျွန်တော်ပေးထားတယ်လန်နီယိုတို့လည်း rain နဲ့ကျွန်တော်6ပါပဲ အဲကိုဘီမင်းနူးကိုလည်းကျွန်တော်ရေနံပါတ်ကျွန်တော်6ပါပဲသူသဖြင့်တော့ဘယ်လိုပြောမလဲဒီကစားမနှစ်ယောက်လည်းဝင်လာတဲ့အနေအထားမှာတော်တော်လေးအဆင်ပြေတယ်သူသဖြင့်အဲလန်နီယူရိုဆိုလို့ရှိရင်ပေါ့နော်လန်နီယူရိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီပွဲမှာအမြင်ဘောတွေပါတွေကိုသူအနေနဲ့ရှင်းထုတ်တာမျိုးတွေ ground ball တွေနော်ရှင်းထုတ်တာမျိုးတွေပါကျွန်တော်တို့တွေးခဲ့ရတယ်ဆိုတော့ဝင်လာတဲ့မိနစ်ကအများကြီးမရှိဘူးဗျညီတို့တွေ့တဲ့အတိုင်းပဲဗောနော်လူချောနေရာကိုဝင်လာတာကိုဘီမင်းနူးလည်းပဲဒီတိုင်းပဲအဲမင်းနူးနေနဲ့လည်းတာမန်ထက်ကျွန်တော်ဗောနော်ပါထူးကြမလုပ်နိုင်ခဲ့ဘူးဗောနော်ဆိုတော့ရူဘင်အမ်မိုရင်ရူဘင်အမ်မိုရင်ကိုကျွန်တော်ရင်းနှီးမဲ့ကျွန်တော် 90ကျွန်တော်ပေးထားတယ်။မြင်ရတယ်နော်။ဘာလို့လဲဆိုတော့ကျွန်တော်ဘင်ဂျမင်ရှက်ကိုကိုဘာကြောင့်ပေါ့နော်။ဘာကြောင့်မင်းကလည်းဟိုလူစားအာဘာလို့ပွဲထွက်လူစင်းနေမထုတ်ခဲ့တာလဲ။ဘာညာပေါ့နော်။ကျွန်တော်ပြောကြတယ်။ဘာကြောင့်ဟဲဒီမဂွိုင်းယားကကျွန်တော်အနေနဲ့ပွဲထွက်လူစင်းနေကိုပါလာတာလဲပေါ့။စိတ်ပူတယ်ပေါ့။တကယ်တမ်းလည်းစိတ်ပူစရာပါပဲနော်။ဒါပေမဲ့လည်းလို့ဒါဒီဟာဟိုအပြောင်းလဲတွေကျွန်တော်ဖြစ်သွားတယ်။အပြောင်းလဲတွေဖြစ်သွားတယ်ဆိုတဲ့နေရာမှာမဂွိုင်းယားတို့ကျွန်တော်အနေနဲ့ပေါ့နော်။ဟိုထဲ့တယ်ဘင်ဂျမင်ရှက်ကိုတို့ကိုထုတ်ခဲ့တယ်ဆိုတဲ့နေထားမျိုးတွေကတကယ်တမ်းတွေးကြည့်ရင်လက္ခဏာကောင်းနေမဟုတ်ဘူး။ တိုးတော့လည်းပဲလီဗာပူးသင်းရဲ့နီးပြအာနီဆိုတော့ပြောတာရှိတယ်။ယူနိုက်တက်ကဗျာလည်းရှေ့၄၅၆ပွဲလောက်ကြည်နေတာတဲ့ဒီကောင်တွေဘင်ဂျမင်ရှက်ကူဘာလို့ကိုတုံးနေတာပေါ့နော်။ပြီးလို့ရှိရင်ဘင်ဂျမင်ရှက်ကူဒီလောင်းဘောတွေပါတွေတွားနေတာပဲပေါ့။ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်တို့နဲ့လည်းတွေ့ရောသူတို့ကအဲ့ဒီအဲ့ဒီလိုဘင်ဂျမင်ရှက်ကူကိုထည့်မလာတော့ဘူးဆိုပြီးတော့ပြောနေတာ။အမိုရင်းကလည်းပဲနော်လီဗာပူးသင်းရဲ့နောက်တန်းကပေါ့ဗျာ။အမိုရင်းလီဗာပူးသင်းရဲ့နောက်တန်းကဗန်တိုက်တို့ကိုနာတီတို့ဆိုတာမျိုးတွေက အမြင်ပေါ်သွားတာရန်ကောင်းတဲ့ကစားမတွေဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကနော်လောင်ဘောတွေပါတယ်သိရမလားဘင်ဂျမင်ရှက်ကူစီကိုဥတည်ပြီးတော့ပြီးမဲ့ဟိပါညာမျိုးမဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူကရှက်ကူကိုထားခဲ့တာဘာပဲပြောပြောလက်ရှိမှာအမိုဒီနေနဲ့ဟိုသူ့အတူပေါ့နော်ဝေဖန်စရာဘတော့ပဲရှိရှိကျွန်တော်တို့ကတော့အားလုံးကပွဲပြီးမှဝေဖန်မှာဖြစ်တယ်လက်ရှိပွဲပြီးတဲ့အခါမှာသူ့ရဲ့လောက်ရက်တွေကဒီပွဲကိုအနိုင်ရဖို့ကျွန်တော်အနေနဲ့ဒါတော်တော်လေးကိုထိုက်တန်ခဲ့တဲ့နေရာမှာပါတယ်ဒီနိုင်ပွဲဟာသူ့ကြောင့်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျွန်တော်အနေနဲ့ MOD အနေနဲ့လက်ရှိ ဟိုအန်ဖီကွင်းမှာမနိုင်တာကျွန်တော်၉နှစ်လောက်ရှိနေတဲ့အချိန်မျိုးကိုအဆုံးသက်ပေးခဲ့တာမလွယ်ပါဘူးဒီအသင်းဟာချန်ပီယံဖြစ်ထားတဲ့အသင်းဖြစ်တယ်ချန်ပီယံဖြစ်ထားတဲ့အသင်းကိုမှပေါင်သန်း900လောက်ထိတုံးဆွဲထားတဲ့အသင်းဖြစ်တယ်เนาะဒါအဲ့လိုအသင်းမျိုးကိုသူတို့အိမ်ကွင်းမှာလည်းကျွန်တော်တွားကစားရတယ်၉နှစ်လောက်ရှိပြီမနိုင်တဲ့အသင်းမျိုးကိုလည်းတွားကစားရတယ်အမ်မိုရီဘက်ကကျွန်တော်တို့ကြည့်တော့လေနှစ်ပွဲဆက်တိုက်ဆိုတာတော့မှတစ်ခါမှမနိုင်မှုတည်းတဲ့အနေအထားမျိုးမှာကျွန်တော်တွားကစားရတယ်အဲ့ဒီတော့အရာအလုံးကကိုရလက်ကောင်းပွားကောင်းဖို့နဲ့ပတ်သက်လို့စန့်ကျင်ဘက်တွေကြီးကျွန်တော်ဖြစ်နေတာ ဲ့ဒါကြောင့်ပေါ့နော်ကျွန်တော်တို့လက်ရှိမှာ Rubin Amorin ရဲ့ဒီပွဲနိုင်အောင်ဆွမ်းဆောင်ပေးလိုက်တဲ့အနေထားကတော်တော်လေးကိုကျွန်တော်တို့အချိန်ကြီးကောင်းနေလို့ကျွန်တော်ပြောရမယ်အဲကျွန်တော်တို့ Man of the Match ကတော့ပေါ့နော် Man of the Match ကတော့ကျွန်တော်တို့ရဲ့ဒါ Goodman Lemons နဲ့နော်ကျွန်တော်တို့ဒီ Harry Maguire နှစ်ယောက်ထဲကတစ်ယောက်ပါနော် Lemons နဲ့ Harry Maguire နှစ်ယောက်ထဲကကျွန်တော်တစ်ယောက်ပါဒါပေမဲ့လို့ကျွန်တော်ကတော့အဲ official ပေါ့နော်ကျွန်တော်တို့ဒါဒီ okay lemons ကဒါမန်နိုတမဲရတယ်ဆိုတော့ဟိုဖြစ်လိုက်မျိုးပေါ့ဗျာနော်ဆိုတော့ညီကလေးနေရောဘေကစာမကဒါမန်နိုတမဲဖြစ်မယ်ထင်ကြလဲ နော်နီးပြဖြစ်တဲ့ရူပင်အမ်မိုနီယာနေထားနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးခဏနေဗီဒီယိုလေးဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ